ဘိတ်တကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာအခုလိုအချိန်မျိုးမှာဘယ်နေရာဘယ်ဒေသမှာငလင်ဘလောက်ပြင်းအားနဲ့လှုပ်သွားတယ်ဆိုတာကိုအချိန်နဲ့တပြေးညီကြည့်လို့ရမယ်ဆော့ဝဲတစ်ခုအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Play Store ထဲကိုဝင်ပေးလိုက်ပါ ဒီချက်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ကဒီ search ဆိုတာကိုနှိပ်ပြီးတော့မှကျွန်တော်တို့ search bar မှာ aquic app ဆိုတာကိုကျွန်တော်တို့ရှာပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီအပေါ်ဆုံးမှာဒီမှာ aquic app ဆိုတာကိုကျွန်တော်တို့နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်ဆုံးက my aquic land ပေါ့နော်ဒီ map ဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့ထည်ကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်ကိုဒီမှာ install ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ် install ကိုနှိပ်ပေးလိုက်ပါ โอเคကျွန်တော်တို့ခုလိုမျိုးဒေါင်းဆွဲပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအပြင်ကိုပြန်ထွက်ပြီးတော့မှာအဲ့ဒီကျွန်တော်တို့အဲ့ဒီဘောเนาะဒီမှာ upgrade ဆိုတဲ့ဟာလေးဘောเนาะဒေါင်းလုဒ်ဆွဲပြီးသွားရဖြစ်ပါတယ်အဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay ခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ next ကိုသွားလိုက်အ next ကိုပဲကျွန်တော်တို့ဆက်ပြီးတော့မှာသွားပေးပါခုလိုမျိုးပေါ်လာဆိုလို့ရှိရင်เนาะကျွန်တော်တို့ why using the app ဆိုတာကိုနှိပ်ပေးရမှာဖြစ်ပါတယ် Okay အပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်က skip ကိုနှိပ်လိုက်ပါ ြီးရင်တော့ကျွန်တော်တို့ next ကိုပဲဆက်ပြီးတော့တွားလိုက်ပါဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အလောင်းကိုနှိပ်ပေးလိုက်ပါ โอเคဒီနေရာမှာရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ finish finish ကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ကဒီမှာပေါ့နော်ဒီအောက်မှာအဲဒီပေးနိုင်ငံမှာတော့ပေါ့နော်အဲဒီမှာဘလောက်ပြင်းအားနဲ့ငလင်လောက်သွားတယ်ဆိုတာကိုသူကဒီမှာအချိန်နဲ့တပြင်းကြီးပြပေးနေတာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အပေါ်ဆုံးမှာအင်ဒိုနီးရှားမှာပေါ့နော်ကျွန်တော်တို့ဒီမှာပေါ့နော်6.0ပေါ့နော်အဲဒီအချိန်နဲ့ငလင်လောက်ခဲ့တယ်ပေါ့နော်လွန်ခဲ့တဲ့ဒီ9မိနစ်ကကျွန်တော်လောက်ခဲ့တယ်ဆိုတာကိုသူပြပေးတာပဲဖြစ်ပါတယ်အဲအဲ့ဒီမှာကျွန်တော်တို့ကဒီအကုန်လုံးကိုလည်းမကြည့်ချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်ဆုံးအပေါ်ကကျွန်တော်တို့ဒီမှန်ဘလူးပုံစံလေးကိုနှိပ်လိုက်အဲ့နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ origin region ဆိုတာရှိရပေါ့နော် all region ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါအဲ့ဒီထဲမှာကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံကိုကြည်ကျင်တာဖြစ်တဲ့အဲ့တော့ကျွန်တော်ကမြန်မာကိုလိုက်ရှာပေးမှာပဲဖြစ်ပါတယ် โอเคဒီမှာပေါ့เนาะအဲဒီမှာမြန်မာအဘာမဆိုတာရှိရပေါ့เนาะအဲ့ဒီဟာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါအဲ့ဒီဟာကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်မှာပေါ့เนาะအဲဒီမှာတက်ပီဟီယာဆိုတာရှိရပေါ့เนาะဒီရှေ့ကတက်ဖီယာဆိုတဲ့ဟာလေးကိုနှိပ်လိုက်အဲကျွန်တော်တို့ကဒီဘယ်နေ့နေ့ရေဘယ်နေ့နေ့ထိကျွန်တော်ကြည့်မယ်ဆိုတာကိုကျွန်တော်ရွေးပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာ28ရက်နေ့ဟာကိုကျွန်တော်ကြည့်ကျင်တယ်ပေါ့เนาะကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာ28ရက်နေ့ကငလင်းလုတ်သွားဖြစ်တဲ့အတွက်28ရက်နေ့ကိုကျွန်တော်တို့ရွေးလိုက်အဲရွေးပြီးတော့ okay ပေးလိုက်ဒီနောက်ကဒီတက်ဖီယာကိုလည်းထပ်ပြီးတော့နှိပ်ပေးလိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ28ရက်ကိုပဲရွေးပေးလိုက်ပေါ့เนาะရွေးပေးလိုက်ပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ ပါဘောနော်အဲသူလုပ်တွေဖြစ်နေတာကိုကျွန်တော်ခေတ္တဆောင်းဆိုင်ပေးလိုက်ပါဆောင်းဆိုင်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဘောနော်ဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီငလင်လုတ်ခဲ့တဲ့ဒီဘောနော်ဒီ26ရက်နေ့ကဘယ်အချိန်မှာတော့ဘယ်နေရာမှာလုတ်သွားရဆိုတာကိုသူက ပြပေးနေတာပဲဖြစ်ပါတယ်အဲဒီမှာဘောနော်ကျွန်တော်တို့ဒီမှာအဆိုအဝါဆုံးဒီလုတ်ခဲ့တယ်ဘောနော်ဒီမြန်မာမြန်မာအကွေဘောနော်ဒီမှာ7.70ဆိုတဲ့အချိန်နဲ့ကျွန်တော်တို့ဒီဘောနော် match 26ရက်နေ့12:50မှာလုတ်ခဲ့တယ်ဆိုပြီးတော့မှသူကပြနေတာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီမှာတနားနေ့မိနစ်မှာထပ်ပြီးတော့မှဒီမှာဘောနော်7.7နဲ့ဒီမှာထပ်ပြီးတော့မှလုတ်သွားတာပဲဖြစ် ပါတယ်28ရက်နေ့မှာဒီနောက်ရက်တွေပေါ့နော်အဒီမှာ28ရက်မဟုတ်ဘူးကျွန်တော်တို့ကဒီမှာပေါ့နော်28ဒီပထမ28ရက်ကနေပြီးတော့မှဒီနောက်ကဒီမှာပေါ့နော်အဒီနောက်မှာဒီကျွန်တော်ဒီဒီနေ့31ရက်နေ့အထိလည်းဒီမှာပေါ့နော်လှုပ်ခဲ့တဲ့အချိန်တွေကိုကျွန်တော်တို့ကြည့်လို့ရပါတယ်အဒီရှိမှကျွန်တော်28ကိုရွေးဒီနောက်မှာ31ရက်နေ့ကိုရွေးပြီးတော့မှကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာလှုပ်ခဲ့တဲ့အချိန်တွေကိုကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်အဒီမှာဆိုလို့ရှိရင်အဒီမှာများတယ်ပေါ့နော်များတယ်ဆိုရင်သူကဒီအယောင်လေးကဒီလိုမျိုးပေါ့နော်အဒီအယောင်ဒီဒီအယောင်လေးနဲ့ပြနေမှာပဲဖြစ်ပါတယ်အဲဒီမှာ30ရက်နေ့မှာဆိုလို့ရှိရင်တနာ38 င်မဒီမန္တလေးမှာကျွန်တော်တို့5.10နဲ့ပေါ့နော်အဲအဲ့ဒီအချိန်နဲ့ထပ်ပြီးတော့မှနောက်ထပ်တစ်ခါထပ်ပြီးတော့မှလုတ်သွားရဲဆိုတာကိုကျွန်တော်တို့အဲကြည့်လို့ရတာပဲဖြစ်ပါတယ်အဲ okay အဲဒီ application လေးကတော့ကျွန်တော်တို့ဒီပေါ့နော်ငလင်လုတ်တဲ့ဟာကိုကျွန်တော်တို့ဒီအချိန်နဲ့တပြေးညီအဲဘယ်နေရာမှာဘယ်လောက်ပြင်အားနဲ့လုတ်ခဲ့ရဲဆိုတာကိုကြည့်လို့ရတဲ့ application လေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအသင့်ပေးကြပါစီခင်ဗျာဒီကျွန်တော်တို့ဒီကတ်ဆိုးကလည်းအမြန်ဆုံးအားလုံးပဲအသက်ရှင်ကြမှာစွာနဲ့နေထိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်